ရ20ဆိုတော့ဒီရ20ဆိုတော့ဒီရ1ပေါ့ဗျာเนาะ20ကနေပြီးတော့သုံးမယ်ဆိုတော့20 16 18 19ဆိုတော့ဒီဒီဒီပလန်ပေါ့ဗျာเนาะဒီပလန်ဒီပလန်ဆိုတော့ဒီမှာတိုင်းပြเนาะဒီမှာဒီမှာရှစ်ဖို့ထွက်ကเนาะအဲ့ရှစ်ဖို့ကကျွန်တော်တို့ဒီမှာเนาะဒီ oscillator transformer လေးရှိတယ်အဲ့ transformer လေးကိုမောင်းတာမောင်းပြီးတော့ကျွန်တော်တို့ဒီ flying back ကိုနှိုးယူမယ်เนาะ horizontal ဘိုင်းဟိုမောင်းနေမယ်ကျွန်တော်တို့ဘာဖြစ်လဲဟောကျွန်တော်တို့ h out transistor เนาะ H-shock transistor ရဲ့ base port ကိုပေးမှာเนาะ H-shock transistor ကိုဖြုတ်ထားတယ်ဖြုတ်ထားတဲ့အတွက်ကြောင့်မလို့ base port ထွက်မထွက်ကိုကျွန်တော်ဒီ LED မီးသီးလေးနဲ့ကျွန်တော်တက်ပေးထားတယ်เนาะတက်ပြီးတော့ဆန်းပြတာဒါဆို oscillator ဘို့ထွက်သွားပြီ fly back node ဘို့130ဘို့ထွက်သွားပြီကျန်တဲ့ particle ဘို့တွေ audio ဘို့တွေ fiber ship ဘို့ဒီ CPU ဘက်ကိုတလာမဲ့ဘို့တွေเนาะထွက်သွားပြီဆိုတော့ဒီ circuit ကဒါပြင်တဲ့အဆင့်ပြီးသွားပြီเนาะကျန်တာက H-shock တက်ပြီးတော့เนาะ fly back ဒီ B plus B plus jump ကိုကျွန်တော်ဖြုတ်ထားပြီ B plus jump တက်ပြီးတော့ ကျွန်တော်တို့ flyback ကောင်းပြီဆိုရင် flyback low မယ်เนาะ flyback မကောင်းဘူးဆိုရင် flyback လဲရမယ်เนาะဒီအဆင့်တွေပဲရှိတော့เนาะအဲအဲ့လိုအဆင့်ဆင့်ကျွန်တော်တို့လိုက်ပြီးတော့ပြုပြင်ပေါ့ဟွာတော့ဒါမိတ်ဆွေတို့အနေနဲ့ညဝါအတွက်တွင် left way repair video တပုတ်အနေနဲ့เนาะ tissue လေးလာရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะအဲ့တော့ကဲဆက်မယ်เนาะကဲအဲ့တော့ကျွန်တော်တို့ကเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ boot on လေးလာပြန်တိုင်းကြည့်မယ် main filter ကြီးမှာအဲ့ဒါကျွန်တော်တို့ circuit မှာမီးပေးသွင်းပြီးတော့ကျွန်တော်တို့ပြုပြင်ပြီးတဲ့အခါတိုင်းမှာပြန်မှန်တိုင်းကြည့်ရမယ်နော်ဘုတ်အောင်နဲ့ကျွန်တော်တို့ short တက်ပေးရမယ်နော်သူက short circuit မရှိတော့တဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်လဲဘုတ်အောင်မှာမဟုတ်ဘူးနော်ဘုတ်မအောင်နော်အဲ့တော့ကျွန်တော်ဒီကောင်ဖြုတ်မယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ဒီ h out တက်မယ်သူ h out က d5036 နော်အဲ့မှာကျွန်တော် h out တိုင်းကြီးကိုဆက်ပြမယ်နော်လက်စနဲ့ပေါ့နော် ကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းပြပူရက်ပြပူထားသေးတယ်တော့အောင်းမိပါတယ်နော်အဲ့တော့ကျွန်တော်က 1K မှာပဲထားမယ်တိုင်းလို့ရတယ်နော် 1on လို့အောင်းလို့ data ကို ကိုရဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုအတုံးပြုလို့အစဉ်ပြေမဲ့ on screen မျိုးမှာထားပါတော့နော် ကိုကျွမ်းကျင်တဲ့မှတ်နည်းနဲ့နော်မှတ်တတ်ဖို့ကအဓိကပါနော် အဲ့တော့เนาะအလွယ်ဆုံးနီးလန်းနဲ့ရှင်းပြမယ်ဆိုရင်เนาะကျွန်တော်တို့ဒီ power bank မှာသုံးတဲ့ transistor နဲ့เนาะဒီ power bank မှာသုံးတဲ့ transistor နဲ့ power transistor နဲ့ဒီ edge out transistor နဲ့ပုံစံတူပဲပုံစံတူတယ်ဒါပေမဲ့နံပါတ်တွေကွဲမယ်เนาะတိုင်းပုံတိုင်းနီးလည်းကွဲမယ်တိုင်းပုံတိုင်းနီးကွဲသလိုအလုံးလုံးဆောင်ပုံလုံးဆောင်နီးလည်းကွဲပြမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့က လွယ်လွယ်တိုင်းမဲ့လွယ်လွယ်ပြောမယ်ဗျာเนาะလွယ်လွယ်ပြော